င်းမြတ်တို့ JC Trip ဖွဲ့ဟာအခုဆိုရင်တောင်ကြီးမြို့ကိုပြန်ရောက်လာကြပါပြီ။ဒီကနေ့တော့တောင်ကြီးမြို့ကနေမနီမဝေးမှာရှိနေပေမဲ့ခရီးသွားလာသူနည်းနေသေးတဲ့နေရာလေးတစ်ခုကိုသွားကြမှာပါ။ဒီနေရာလေးကတော့တောင်ကြီးကနေအချိန်သိမ့်မကုန်ပဲအလွယ်တကူသွားလို့ရတဲ့မဲနယ်တောင်တန်းဒေသကရွာလေးတွေပေါ့။ဒီရွာလေးတွေကတော့ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ဟိုပုံးမြို့နယ်ထဲမှာပါဝင်နေပါတယ်။ ိမြတို့တင်းစီထွေအဖွဲ့တွေရဲ့ဒီနေ့ခီးစဉ်ကတော့မြတို့တောင်ကြီးမြို့ကနေတစင်ဟိုပုံးကိုထွက်လာတယ်။ပပုံးကနေတစင်ထန်ဆန်းကူကိုသွားတဲ့ဒီလိုင်းလင်းလန်းပေါ့နော်။ဒီလိုင်းလင်းလန်းတိုင်းမြတို့တွေထွက်လာကြပါရတယ်။အဲဒီမှာလမ်းကွဲတစ်ခုရှိတယ်။ဒီလိုင်းလင်းကိုသွားသွားတဲ့ဒီထန်ဆန်းကူသွားတဲ့လမ်းလမ်းကနေလမ်းကွဲတစ်ခုရှိရယ်။ဒီလမ်းကွဲကနေပြီးတော့မြတို့ရဲ့ဒီနေ့ခီးစဉ်အတွက်အဲအရန်လှတဲ့နေရာလေးတွေကိုမြတို့ဆက်ပြီးတော့သွားကြမှာပါ။ရာသီဥတုလေးကတော့အခု တင်းစီတွေပြိတိုက်ကြီးတွေ့ရတဲ့အတိုင်းပဲဒီမိုးရင်းကာလဆိုတော့အုံဆိုင်ပြီးတော့အေးတော့အေးနေကြပဲအဲမကြာခဏလဲမိုးကတော့ရွာတက်တယ်ဗောနော်အဲ့တော့ဒီအုံဆိုင်ဆိုင်ရာသီဥတုလေးမှာရမ်းကိုစိမ့်ဆိုပြီးတော့လှပနေတဲ့ရွာစင်နှန်းလေးတွေကြီးအညက်တွေရဲ့ဒီနေ့ခီးစဉ်ဆလိုက်ရလူရောင်းတဲ့သမီးမလကာတိ900လုံး900သုံးလုံးအော်900ဘူးသုံးလုံးအဲ့ဆိုရှိရင်ဥမောက်တစ်ထောင်ဘူးလောက်ပေးပါလားစင်းနေစားလို့ရတယ်မလကာတိရေဝဲသွားအောင်မယ် ာငါကားကြီးတဲ့လုံးဝစိမ့်ရင်နေပါပဲညီမစေးပဲစားလိုက်မယ်အမေတို့ပုံမှန်ဆိုလို့ရှိရင်အဲဒီဈေးထဲမှာရောင်းတဲ့မာလကာကြီးတဲ့လေးအစိမ့်ရောင်ဖျက်ဖျော့လေးတွေပွားပြီးမှဲ့ပြီးဆိုဖျော့ဖျော့လေးတွေအစိမ့်ရင်ရင်ဆိုအမေဖတ်မထင်တာမပေါ့ကျုံမကျုံကဲအဲ့ဆိုအမေတို့ဒီဆက်ရအောင် ဒီစီထွက်ဖွဲ့သားတွေကတော့ထန်ဆန်းခုသွားတဲ့လမ်းပေါ်ကနေလမ်းခွဲလာခဲ့ကြပါတယ်။တောင်တက်လမ်းတွေအတိုင်းမောင်းလာပြီး10မိနစ်လောက်အကြာမှာတော့ထီဘွာဆိုတဲ့ရွာလေးကိုရောက်လာပါပြီ။ဒီရွာလေးကတော့အင်ဂျီနည်းနည်းလေးပါပဲ။ဒီဒေသအခေါ် လီရှောရိုးရဆန်အရက်ချက်တဲ့ရွာလေးပါတဲ့အိမ်မြတ်တို့လေဒီလမ်းခွဲအတိုင်းမောင်းလာကြတာ10မိနစ်တောင်မပြည့်ဘူးထင်ပါတယ်အိမ်မြတ်တို့အခုရောက်လာတဲ့ရွာကတော့ဒါထီပွားရွာလို့ခေါ်တယ်တဲ့ဒီရွာကတော့အဓိကဒီလီရှောလူမျိုးတွေနေထိုင်ကြတယ်ဒီရွာမှာကအဲထူးခြားချက်တစ်ခုရှိတယ်အဲ့ဒါတော့ဒီရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းပါဗောနော်ဒါလီရှောရိုးရဒီကောင်းချင်းဆန်အရက်တွေဗောနော်ချက်ကြတယ်တဲ့အဲ့တော့ အဲအမြတ်တို့ရောက်တွန်းရောက်ခိုက်လေးဒီရိုးရအရက်လေးဝင်ပြီးတော့လေးလာကြည့်အောင်တို့တွေဘယ်လိုမျိုးချက်ကြတယ်ပြီးတော့တို့တွေဘယ်လိုမျိုးအဲနေထိုင်ကြလဲပတ်ကြတယ်ပေါ့နည်းနည်းလေးဝင်ဆက်စုရအဲဒီရွာရဲ့ပုံစံလေးကတော့ဒါဟိုတောင်ပတ်လမ်းပေါ်မှာပေါ့နော်ကပ်ပြီးတော့တည်ထားတဲ့ပုံစံမျိုးလေးအဲ့တော့လေဒီဘေးပတ်လေမှာတောင်နေဝိုင်းနေရတောင်ကုန်းလေးနေပေါ့လေဒီတောင်ကုန်းလေးနေပေါ်မှာဆိုလို့ရှိရင်လဲဒါရခင်းစိမ့်စိမ့်လေးတွေနဲ့ပြီးရင်စိုက်ခင်းလေးတွေလည်းတွေ့ရတယ်ဆိုတော့ဒီပတ်လေမှာကြည့်လိုက်ရင် စိမ့်ဆိုပြီးတော့အရန်လှတယ်ဒီရွာလေးကအဲပြီးတော့အိမ်နိုင်အိမ်နိုင်ကိုအမြဲတမ်းလှမ်းကြည့်လိုက်ရွေးဆိုလို့ရှိရင်မိခိုးငွေတလူလူနဲ့ထွက်နေတာကိုတွေ့ရမှာပါအဲ့တော့ဒါကတော့သူတို့ရဲ့ရိုးရာဆန်းရက်ချက်နေကြတာဖြစ်လိမ့်မယ်ပြီးတော့နောက်ထပ်တစ်ခုထူးကြတာအိမ်နိုင်အိမ်နိုင်မှာဒီလိုမျိုးဝက်ချံလေးရှိတယ်ဝက်ကြီးမွေးထားကြတာအကြီးကြီးတွေပဲအိမ်နိုင်မှာတွေ့တယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဟိုနေထိုင်မှုဒလေးပုံစံလေးတွေကလည်းဒါဟိုနည်းနည်းလေးမြတ်တို့အတွက်လေးလာစရာလေးတခုခုထူးကြရှိမယ်ထင်တယ်အဲ့တော့ဆက်သွားရအောင် ချီပွားရွာလေးကတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့လူရိပ်လူရောင်တောင်တိတ်မတွေ့ရပါဘူး။အိမ်တွေမှာတော့ဝတ်တွေမွေးထားကြတာကိုတွေ့ရပါတယ်။ချီပွားရွာမှာတော့ရိုးရာဆန်အရက်ချက်တာနဲ့ဝတ်မွေးမြူရေးကိုအဓိကလောက်ကင်ကြတယ်လို့လမ်းကြောင်းအတိုင်းလိုက်ပို့ပြီးတဲ့ဟိုပုံးမြို့ကံဒေတာကိုအောင်မင်းသိန်းကပြောပြပါဗျ။ပြီးတော့သူတို့ဆန်ရက်ချက်နေတာကို လေ့လာဖို့ တွေ့တဲ့အိမ်တအိမ်မှာခွင့်တောင်းလိုက်ပါတယ်။အင်မတန်သဘောကောင်းကြတဲ့ရွာလေးပါပဲ။ကြီးကြီးပြူပြူပဲခွင့်ပြုပေးကြပါတယ်။ဆန်ရက်ကဟိုဇကွဲနဲ့ချက်တာပေါ့နော်။ဆန်ထက်ဆိုင်ဇကွဲကပိုးပြီးတော့လေဟိုဈေးသက်တာလေးရများတယ်ပေါ့နော်။အဲကြောင့်မလို့ဇကွဲနဲ့ချက်တာတဲ့။အဲ့တော့အဲဒီဇကွဲကိုဒီမှာချက်တယ်တဲ့။ချက်ပြီးလို့ရှိရင်တဲ့အဲဒီပေါ်မှာခုဒါဒီချက်ပြီးတဲ့ဟာကိုပြန်ပြီးတော့ဖြန့်ပြီးတော့အေးခံတာပေါ့နော်။ဒါကဇကွဲတဘုံးစာလို့ပြောတယ်။ အဲဒီသူတို့တပုံးစာဆိုလို့ရှင်ဒါအေးခံရတယ်အေးခံစားလို့ဒီဇကွဲတွေအေးသွားပြီဆိုတာနဲ့တဲ့ဟိုတဆေးထဲ့တယ်ဗောနော်ဟိုဘက်မှာဒါတဆေးပုံဒီတဆေးထဲ့ပြီးတော့တဲ့အဲ ယောပြီးတော့နေတယ်ဗောနော်နေပြီးတာနဲ့ဒီလိုစင်အိုးကြီးတွေမှာထဲ့ပြီးတော့တိတ်တယ်တဲ့တိတ်ပြီးတော့ဒီအဲဒီချက်ထားတဲ့ဇကွဲတွေနဲ့တစည်းရောထားတဲ့ဟာကိုပဲတိတ်ပြီးတော့တဲ့၃ရက်လောက်ထားတယ်၃ရက်လောက်အုပ်ထားတယ်ဗောနော်အပြီးတော့၃ရက်ပြည့်သွားပြီဆိုလို့ရှိရင်တဲ့အဲ့ဒီထဲကိုရေထည့်တယ်တဲ့ရေထည့်ပြီးတော့၃ရက်လောက်ထပ်ပြီးတော့နှက်ထားသေးတယ်တဲ့အဲ၃ရက်လောက်ကြာသွားရင်တော့ဒါအချင်းပေါက်သွားပြီဗောနော်ဟိုပုံမှန်ဆိုထမင်းနေဟိုခြင်သွားပြီဗောအဲဒီခြင်သွားတဲ့အချိန်မှာမအဲ့အပေါ်အရေတွေကိုယူပြီးတော့ဒီအရေတွေကိုစစ်လိုက်ပြီးတော့မှဒီ ခိုးကြီးတွေကိုထည့်ပြီးတော့အောက်ကထင်းမီးတွေနဲ့ချက်ကြတာတဲ့အဓိကတော့ဒီဘက်မှာတော့ဒီဒီရွေးအရက်ချက်တဲ့ခါမှာထင်းကိုပဲအဓိကထားပြီးသုံးကြတော့အိမ်တိုင်းအိမ်တိုင်းမှာတော့အမြဲဝင်လာဆိုရင်ထင်းယုံနေအထင်းပုံနေတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာထင်းနဲ့ချက်တယ်အဲ့တော့တဲ့ဒီစကွဲပေါ့နော်စကွဲတပုံးစာချက်ထားတဲ့ဒီဆန်ကို ဒီမှာပြန်ဖြတ်တဲ့အခါမှာတနာရီခွဲလောက်ကြတယ်တနာရီခွဲလောက်ဆိုလို့ရှိရင်ဒါဟိုငါးကလန်ဘုံတဘုံရတယ်တဲ့အဲ့တော့ဒါတို့အချိုးနဲ့တို့ပေါ့နော်အဲ့တော့တနေ့ကိုပုံမှန်ဆိုလို့ရှိရင်တော့ဒါဟိုငါးဘုံလောက်ထွက်တယ်ပေါ့နော်အဲ့တော့ဒီကတော့ထင်းအစိုးအစားပေါ်မူတည်ပြီးတော့ထင်းဆိုးတယ်ထင်းချောက်တယ်ပေါ်မူတည်ပြီးတော့အချိန်တနာရီခွဲမှာမှအတိုးလျှော့ရှိရတယ်အဲ့တော့အဲဒီမှာထက်လိုက်ပြီးဆိုလို့ရှိရင်ဒါပုံမှန်တိုင်းမဲ့ဒီယေရှုမရောက်တဲ့အခါမှာအငွေပြန်ပြီးတော့ဒီပုံတက်လာမယ်အာဒီမှာဒီပိုက်ခေါင်းကြီးနေတိုင်းဒီအငွေပြန်လာတဲ့ ပေါင်းခံရည်တွေကဒီပိုက်ကောင်းတိုင်းဆင်းသွားတာတဲ့ဆင်းသွားတာဒီဘက်ကိုရောက်သွားတယ်ဒီယေဆူဝါလို့မှအငွေပြန်လာတဲ့ရေကဒီမှာငွေရေပြန်ဖွဲ့ပြီးတော့ကြလာတဲ့ရေပေါ့နော်အဲခုဒီမှာပေါင်းခံထားတာအဲ့မြဒီနားမှာထိုင်ချလိုက်တဲ့ခါမှာဒီအိုးတွေကနေအတန်တွေထွက်နေတာပပပပနဲ့နေယေဆူနေတဲ့အတန်တွေကိုထွက်နေတာအော်ဒီဟာကတော့ဒါမနှက်ဖြန်ဆိုရင်ချက်လို့ရပြီပေါ့နော်ဒါဟို၃ရက် ီတိုင်းမဲ့အိုးထဲမှာတိတ်ထားတယ်ပြီးတော့နောက်ထပ်၃ရက်ရေထည့်ထားပြီးပြီပေါ့နော်အဲ့တော့ရေထည့်ထားတာ၂ရက်မြောက်ဖြစ်သွားပြီပေါ့အဲ့တော့အာဒါမနေ့ပြန်ချက်လို့ရပြီတဲ့တကယ်အထဲမှာစူပွက်နေပေါ့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 နဲ့အတန်ကြီးကြားနေရတယ်အဲ့တော့ဒါကတော့သူတို့ရဲ့ဟိုလုပ်ငန်းလေပတ်တဲ့အဆင်စင်အကြမ်းပြင်းပေါ့လေဘာဒါပါလိလဲအမှန်လေတော့ပါပဲသူကအမြင့်ဆုံးဒီဂရီ90လောက်ပဲတက်တယ်ဒီဂရီဆိုတာအရက်ပြင်းအဲ့ဟုတ်တယ် ထပ်ပါလေဒီကောင်ဒါအရက်တိုင်းဖို့ဟောအရက်တိုင်းတဲ့ဟာဩအရက်တိုင်းတဲ့ဟာရှိတယ်ဘယ်လိုလုပ်လာရလဲကိုသူကထဲလိုက်သူကသူပစပေါ့ပြသားတိုင်းလိုမျိုးပေါ့နော်အင်းမျိုးဟိုဟာဒီအဖျားတိုင်းနဲ့ပြသားတိုင်းမျိုးအပူတိုင်းတဲ့ဟာလိုမျိုးဩဒါအရက်ရဲ့ပြင်အားကိုတိုင်းတာအော်အကူဟောပါစံဘလောက်ဆိုပြီးတော့ဒါအမြတ်တို့ဒါလီကာတွေမှာဆိုလို့ရှိရင်လည်းသူ့ရဲ့အညွန်းကိန်းတွေပါတယ်ပေါ့နော်အဲ့တော့အေးဒီတိုင်းချထည့်လိုက်မယ်နော်ဖိတ်ချဖိတ်ရညောင်းထည့်ရမှာအေး ုလို့တဲ့တော့သူနံပါတ်စီးလိုက်မယ်လို့လဲလို့လက်လက်လို့ရပြီအေးအော်အဲ့လိုလား तू ပေါ်လာတဲ့ဟာ तू အညုံးမို့ညုံးနံပါတ်စီးလို့နံပါတ်လားနံပါတ်ကဘယ်လောက်လဲအခုဒါ40ဟုတ်ပြီ52ခွနစ် ဟာအဲ့ရထင်တာဟိုပြသားတိုင်းလိုမျိုးပေါ့နော်ဟိုတကူကူအမှတ်ကအပေါ်တက်လာမယ်တင်တာမဟုတ်ဘူးဒီထက်မှပေါ်လာတာပေါ့နော်အဲ့တော့ရက်ပြင်းအနေနော်ဒီပေါ်နဲ့အတန်ပိုရှိမှာပေါ့ဒီမှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်အမြက်ပြဒီမှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအရစ်ကလေးတွေအမြက်တို့တွေပေဒံမှာရှိတဲ့အရစ်လိုမျိုးလေးတွေလေအဲ့တော့ည30 20 30 40 50ပေါ့နော်အဲအဲ့တော့အခု ဒီ40ဥမအဲဒီရာရဲ့ပြင်အားဒီနှစ်မှတ်40ခုနှစ်ပေါ့နော်40ရဲ့တဝက်45ဥမနောက်ထပ်နှစ်မှတ်ကျော်သေးရဲ့ဆိုတာ40ခုနှစ်ပေါ့ဩဟုတ်ပြီอืม ။ဘာသာတဲ့မှာအငွေ့တွေပြန်အော်ဟိုပူဆိုင်သွားပဲ။ဒီမာလေးကနေပြန်ထွက်လာခဲ့ကြတော့တောင်တက်လန်းတွေကတဖြည်းဖြည်းမြင့်လာပါတယ်။ဒီဒေတာဟာပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမှာတရှိနေကြပြီးမင်းနဲ့တောင်ကျောတလျှောက်ကရွာတွေဟာလည်းပအိုးရွာလေးတွေပါ။အရင်ကတော့ကန့်သက်နေမြေတွေဖြစ်ခဲ့ကြပြီးပြီးခဲ့တဲ့9နှစ်ကစလို့ခရီးသွားတွေကိုဝင်ရောက်လဲပတ်ခွင့်ပြုနေပြီလို့သိရပါဗျ။အခုအခါမှာတော့ဒီဒေတာခရွာတချို့မှာ လူမှုအခြေပြုခီးတွားလုပ်ငန်းဖွံ့ဖြိုးစေဖို့လှုံ့ဆော်နေပြီလို့ပြောပါရယ်။ပြီးတော့တောင်ပေါ်လမ်းတစ်လျှောက်တက်ရတဲ့ခီးစဉ်တွေကိုလည်းစတင်ဝန်ဆောင်မှုပေးနေပါပြီတဲ့။ဖောက်ထားတဲ့လမ်းတွေကတော့တော်တော်လေးကောင်းပြီးကားငယ်လေးတွေနဲ့လည်းခီးဆက်နိုင်ပါရယ်။တောင်နှမ်းတွေကြားထဲမှာရှိနေတာကြောင့် အေးဆိုင်ပြီးရှုခင်းတွေကလည်းအတော်လေးကိုလှပါတယ်။ ठी ဘွားရွာကနေထွက်လာပြီးတဲ့လမ်းတွေမှာဒါတောင်တက်လမ်းတွေပေါ့။တောင်တက်လမ်းတွေအဆုံးမှာတော့အခုဒါရှိုတဲ့ကိုပြန်ဆင်းတဲ့လမ်းတွေစပါပြီ။အဲ့တော့ဒီလမ်းတော့ဆောင်မှာဆိုလို့ရှိရင်အညတို့လမ်းတော့ဆောင်မှာအာဒီတနက်ဖက်ပင်တွေအများကြီးတွေ့ခဲ့တယ်ပြီးတော့ပြောင်းချန်နေပေါ့နော်။ဒါတွေစိုက်ထားတွေတွေ့ရတယ်။ပြီးတော့ဒီဘက်ရောက်လာတာနဲ့အာဒါဒီ TU ဘင်အကြီးကြီးတွေအမြင့်ကြီးတွေကိုမြေတို့တွေ့လာရပြီပေါ့နော်။ကဲဒီဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ဒါမြေတို့ဆက်ပြီးတော့ဆင်းသွားမယ်။ဒါရှိုးထဲမှာပေါ့နော်။ အာမြတ်တို့အခုဒါစငေါရွာသွားကြမှာအဲဆန်ဖူးကျေးရွာအုပ်စုထဲမှာရှိတဲ့စငေါရွာကိုသွားကြမှာအဲ့တော့ဒီလမ်းကအရန်လှတယ်လို့နာမည်ကျော်တဲ့လမ်းအဲ့တော့အင်းကျတို့တွေဒီလှပါလေးကြီးကိုအင်းကျစောင့်တော့မစောင့်နိုင်တော့ဘူးဒီနေရာကနေကြီးလိုက်ရင်ကိုပဲဟိုဒီတောင်လေးချားကနေပေါ့နော်ဒီချိုထဲမှာဆိုလို့ရှိရင်ရဲဟိုစိတ်ညနေရဲ့လေကွင်းနေအင်းကျတို့တွေတွေ့နေရပြီဟိုဘက်ကတောင်နေရာကြီးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဖြတ်ပြီးတော့ဖောက်ထားတဲ့လမ်းတလမ်းတွေ့မှာပါအဲ့တော့ဒီလမ်းကတော့ဒါအင်းကျတို့တွေထန်ဆန်း ဂူကနေလာမယ်ဆိုလို့ရှိရင်လည်းဒီစငောရွာကိုရောက်တယ်ဗောနော်အဲ့တော့ဒါထန်ဆန်းကွက်နေလာမယ်ဆိုတော့ဒါဟိုဘက်လမ်းတိုင်းလာမှာတဲ့ကိုအမြတ်တို့ကတော့ဒါအဲဒီဘက်လမ်းဆိုတော့သူကစငောမှာသွားပြီးတော့ဆုံလိမ့်မယ်စငောဆိုတာကတော့ပအိုးဘာသာစကားဖြစ်ပြီးရင်ခုန်စိတ်လှရှားစေသောအရက်လိုအထိပယ်ရပါတယ် တောင်ကြားရှိုလေးတဲကလွင်မြင်လေးထဲမှာရှိနေပြီးမင်းနဲ့တောင်ကျောပေါ်ကစီးဆင်းလာတဲ့စမ်းချောင်းလေးကလည်းဖြတ်တန်းစီးဆင်းနေပါ